ားလုံးပဲမင်္ဂလာပါဒီနေ့ဆရာမလေးကစာရေးဆရာထိန်လေးရေးသားထားတဲ့ငါတို့မှာငါတို့ရှိရဲဆိုရဲစာအုပ်လေးတဲကစောင်းမလေးတွေကိုဆက်လက်ဖတ်ပြသွားမှာဖြစ်ပါတယ်စောင်းမလေးတွေမဖတ်ပြခင်မှာအရင်ဆုံးငါတို့မှာငါတို့ရှိရဲဆိုတဲ့ကြပြလေးကိုဖတ်ပြခြင်းပါတယ်နားဆင်ပြကြပါအောင်ရှင်ငါတို့မှာငါတို့ရှိရဲအရှိန်နဲ့အနောက် နေနေညမတူကြပေမဲ့တို့ပြည်သူတွေရဲ့အပူအတူတူမျှဝေခံစားတို့တွေအားလုံးຫນွေဦးကအမွေပေးခဲ့တဲ့တော်လှန်ရေးခီးသွားတွေပါအနီးအနားမှာဇနီးသားနဲ့ဆွေမျိုးမိပါမရှိကြရင်လေမြစ်တာပြည့်နဲ့သွေးချင်းတွေကဘာပေါ်ကနေရအနှံ့ကျဲပြန့်စွာရှိနေတဲ့အကြောင်းသတင်းကောင်းပါပါစေစိုးရင်စိတ်ထိတ်လန့်စိတ်တွေဝေစိတ် တိမ်ငယ်စိတ်အဲ့ဒီလိုစိတ်ထားတွေနဲ့အားငယ်မှုဖြစ်တဲ့အခါလုံးဝမမေ့ပါနဲ့ငါတို့မှာငါတို့ရှိပါတယ်ထိန်လင်း31ရက်12လ2021ဒီနေ့ဆရာမလေးဖတ်ပြမယ်စောင်းပါကောင်းစဉ်လေးကကိုယ်တိုင်ကသူရဲကောင်းဖြစ်ရမယ်ဆိုတဲ့ကောင်းစဉ်လေးဖြစ်ပါတယ်ကိုယ်တိုင်က သူရဲကောင်းဖြစ်ရမယ်။ကြပြားဆိုတာစကလုံးတွေကိုတစားစင်ပြီးပန်းတွေလိုတီဖွဲ့ထုံမွန်ရတာဖြစ်တယ်လို့ကြပြားဆရာတွေရဲ့နှလုံးသားကလည်းနူးညံ့ပါတယ်။ဒါပေမဲ့တိုင်းပြည်မှာဒုက္ခကြုံရပြီဆိုရင် ပြည်သူဘက်တော်သားကြပြားဆရာများဟာ ရှေ့တန်းကရက်တီပါဝင်ကြပါတယ်။စစ်အာဏာရှင်စနစ်ဆိုးရဲ့အာဏာရှင်တွေ အာနာရှင်လက်ပါစီတွေဟာ စာပေရေးသားခွင့်ပိတ်တာ ကလောင်နာမည်ပိတ်တာဖမ်းဆီးထောင်ချတာအေးအေးချမ်းချမ်းနေခွင့်မရအောင်လုပ်တာစသဖြင့်စာပေပညာရှင်တွေရဲ့ဘဝတွေကိုခက်အဆက်ဆက်ဖျက်ဆီးခဲ့ပါတယ်။စစ်အုပ်စုရဲ့မအောင်မြင်တဲ့နောက်ဆုံးအာနာသိမ်းပွဲမှာတော့အကြမ်းဖက်တပ်ဖြတ်မှုတွေကြောင့်ကြပြားစရာတွေသွေးမြေကျခဲ့ရပါပြီ။ အာနာကို အတ္တမရယူဖို့ကြိုးစားတဲ့အကျန်းဖက်စစ်အုပ်စုကငိမ့်ချန်းစွာဆန္ဒဖော်ထုတ်သူတွေကို အာနာသိမ့်ပြီးတပတ်အကြာမှာတနက်နဲ့စတင်ပြစ်ခတ်ခဲ့ပါတယ်ပြီးခဲ့တဲ့တမတ်လ3ရက်မုံရွာမြို့ပြစ်ခတ်မှုမှာကြ བྱ ဆရာ2ဦးကြာဆုံးခဲ့ရပါတယ်။သူတို့ကတော့ကြ བྱ ဆရာကေဆဝင်းနဲ့ကြ བྱ ဆရာမကြည်လင်အေးတို့ဖြစ်ပါတယ်။စာပေမောင်နှမ တော်လန်ရေးရဲဘော်ရဲဘက်လို့ပြောရမယ်။ကြပြာဆရာနဲ့ကြပြာဆရာမတရက်သေးတပြို့ထဲမှာကြဆုံးခဲ့တဲ့အဖြစ်ဟာဘရောမှမေ့ပြောင်နိုင်စရာ မရှိပါဘူး။ကြပြာဆရာမကြည်လင်အေးဟာကျောင်းဆရာမဒေါ်မြင့်မြင့်စင်ဖြစ်ပါတယ်။စာပေတင်ကြားပေးနေတဲ့တစ်ချိန်တည်းမှာပဲပရာဟိတလုပ်ငန်းများကိုလှုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။သူကမေတ္တာဓိကအွန်လိုင်းပရာဟိတအသင်းရဲ့ဥက္ကဋ္ဌပါ။ ဒီလိုနူးညံ့တဲ့နှလုံးသားပိုင်ရှင်ဟာနှွေဦးတော်လန်ရေးမှာ အသက်ကိုကြိုတင်စွန့်လွတ်ထားသူဖြစ်ပါတယ်။ဆရာမကွယ်လွန်တော့သူ့လက်မှာသွေးအမျိုးအစားဖုန်းနံပါတ်နဲ့ခန္ဓာကိုယ်အားလှူဒန်းပါသည် ဆိုတဲ့စာကို အနီရောင်နဲ့ရေးသားထားတာတွေ့ရပါတယ်။အသက်36နှစ်အရွယ်ကျောင်းဆရာမကဗျာဆရာမပရာဟိတသူရဲကောင်းတစ်ယောက်ရဲ့ရဲဝံ့မှုစွန့်လွတ်မှုတဲ့ လေးစားအတူယူပွဲမုံမြတ်တဲ့စိတ်ထားကိုတော်လန်ရေးမှာပြသွားပါတယ်။မုံရွာကကြွေတွေဟာ တခြားသောအရက်ဒေသတွေမှာပါ လင်းလက်တောက်ပနေတယ်ဆိုတာပြလိုက်တဲ့တက်သေးဖြစ်ပါတယ်။အမည်ရင်းကိုချမ်းသာဆွေဖြစ်တဲ့ကြပြာဆရာကေဇဝင်းကလည်းအာနာရှင်တွေကို အသက်ဆုံးတော်လှန်ဖို့ဆုံးဖြတ်ထားသူဖြစ်ပါတယ်။ အာနာရှင်စနစ်ချုပ်ငိမ့်တဲ့အချိန်ထိအရာရာကိုရင်ဆိုင်မယ်ဆိုတာသူရေးသားခဲ့တဲ့ကြပြာတွေကတက်သေးဖြစ်ပါတယ်။သူကြပြာတွေတဲကမကြဆုံးခင်တပတ်အလို February လ24ရက်မှာရေးသားခဲ့တဲ့နေပူထဲမှာနေမယ်ဆိုတဲ့ကြပြာကိုကြည်လိုက်ပါ။နေပူထဲမှာနေမယ်။နေရောင်တဲ့တမကအလံတော်ဟာရဲရဲပွင့်ပွင့်လွင့်နေတယ်။ အရေးလိုချင်ရင်နေပူတဲကစောင့်ရတယ်ဒီမိုကရေစီလိုချင်ရင်စစ်အာဏာယူတွေရဲ့သွေးအိုင်တွေကစောင့်မယ်နေကတိတ်ပူတယ်အတ္တမတရားရဲ့ငရဲမီကငါတို့ခေါင်းပေါ်ကနေထက်အစထောင်တောင်းပိုပြီးပူတယ်ဒီတိုက်ပွဲမနိုင်မချင်းငါတို့ပြည်သူတွေနေပူထဲမှာဆက်နေမယ်တံပိုးမဲ့သူ အာဏာယူအကျန်းဖက်စစ်အုပ်စုအတွက် တန်ဖိုးရှိသူတွေရဲ့ဘဝတွေအသက်တွေစည်သေးကြရတဲ့အဖြစ်ဟာလွန်စွာပဲထိခိုက်ကြေကွဲဖို့ကောင်းပါတယ်။ဒါပေမဲ့တိုင်းပြည်ရဲ့အနာဂတ်အတွက်မျောလင့်ချက်တွေဆန္ဒတွေကို အသက်နဲ့ရင်းဘဝနဲ့ရင်းပြီးကြိုးပမ်းခဲ့သူများကိုကျွန်တော်တို့မေ့လို့မဖြစ်ပါဘူး။ကြာဆုံးသွားရသူတွေအတွက်သူတို့ပြီးမသွားသေးတဲ့တာဝန်တွေအတွက်ဆက်လက်တိုက်ပွဲဝင်နေကြ ဆက်လက်ကြိုးပမ်းနေကြသူတွေရှိနေစေပံပိုးကူညီနေသူတွေရှိနေစေမှာကျွန်တော်တို့ရက်လိုက်လို့မဖြစ်ပါဘူးဒီပွဲဘရော့ပြီးမလဲလို့မေးကြသူများအတွက်အဖြေကတခုတည်းပါအာနာရှင်စနစ်အမြင့်ပြတ်ခြုံငိမ့်မှပြီးမှာပါဘလောက်ကြမလဲဆိုတာကလည်းလူတွေဘလောက်များများဘလောက်စ조사ပန်းစားပါဝင်ကြတယ်လဲဆိုတဲ့အချက်ပေါ်မှာမူတည်ပါတယ် အခုကာလဟာသူရဲကောင်းမျော်ရမယ်ကာလမဟုတ်ပါဘူးကိုရိုင်ကတော်လန်ရေးသမားကိုရိုင်က သူရဲကောင်းဖြစ်ရပါမယ်ဒါမှသာပန်းနိုင်ကိုမမြန်ရောက်ပါမယ်ရုပ်ပါကောက်ချစ်တဲ့အကျန်းဖက်စစ်အုပ်စုကြောင့်ရှေ့လျှောက်အခက်ခဲအကျက်တဲတွေဒုက္ခတွေပိုပြီးရင်ဆိုင်ကောင်းရင်ဆိုင်ရနိုင်ပါတယ်ဒါပေမဲ့မလွဲမသွေဖြတ်တန်းရမယ့်ကိစ္စတွေမို့အားငယ်ဖို့မလိုပါဘူး ငါတို့မှာငါတို့ရှိပါတယ်31ရက်3လ2022နောက်တစ်ပုဒ်ကတော့ခက်သီးတွေအများကြီးရှိရဲဆိုတော့ဆောင်းပါးလေးပဲဖြစ်ပါတယ်ခက်သီးတွေအများကြီးရှိတယ်တော်လန်ရေးဆိုတာစိတ်ကူးရင်တာမဟုတ်သလိုပန်းကင်းလမ်းမှာရှောက်ရတာလည်းမဟုတ်ပါဘူးတော်လန်ရေးအတွင်း ကြဆုံးခဲ့ရသူတွေတဲ့ဆန္နာပြပွဲတွေခုခံစစ်ပွဲတွေမှာ အာနာရှင်ဘတ်တော်သားတွေနဲ့ရင်ဆိုင်ရင်ကြဆုံးရသူတွေရှိသလိုဖမ်းဆီးနှိပ်စက်တပ်ဖြတ်တာခံရတဲ့သူရဲကောင်းများလည်းရှိပါတယ်။ညီဦးတော်လန်ရေးအတွင်းအာနာရှင်နဲ့ သူ့ရဲ့လက်မယွန့်လက်ပါစီတွေကဒီမိုကရေစီဘက်တော်သားပြည်သူဘက်တော်သားတွေကိုဖမ်းဆီးပြီးညာရင်းချင်းနှိပ်စက်တပ်ဖြတ်တဲ့လုပ်ရက်တွေကို နေရအနှံ့မှာများစွာလုကင်ခဲ့ပါတယ်။ဘာဥပဒေဘာကျင့်ဝတ်ကိုမှ လိုက်နာမှုမရှိပဲထင်ရဆိုင်တဲ့လုပ်ရက်တွေဖြစ်ပါတယ်။အဲ့ဒီလိုတရားမဲ့တပ်ဖြတ်မှုတွေအကြားကြပြားစရာခက်တီလဲတော်လှန်ရေးမှာကြာဆုံးခဲ့ရတဲ့သူရဲကောင်းဖြစ်ခဲ့ရပါတယ်။ ကဗျာစရာခတ်သည်ကိုဇော်ထွန်းကို2021ခုနှစ်မေလ10ရက်နေ့မှာစစ်အုပ်စုကဖမ်းဆီးခဲ့ပြီးမေလ9ရက်နေ့မှာကွယ်လွန်ခဲ့ရပါတယ်။သူဟာ တိုင်းပြည်ရဲ့ကောင်းမွန်တဲ့အနာဂတ်တစ်ခုဖန်တီးဖို့ရှောက်ရတဲ့ခီးချမ်းအသွင် အသက်ကိုပေးခဲ့ရသူ ဖြစ်ပါတယ်။အနေရရှိတဲ့လမ်းကို အသက်ဆုံးရှောက်ခဲ့သူလည်းဖြစ်ပါတယ်။ နှွေဦးတော်လှန်ရေးအတွင်းကြပြားစရာခက်သည်ရဲ့ရေးသားပြောဆိုဖြတ်သန်းမှုတွေဟာတိုင်းပြည်အတွက်ပြည်သူအတွက် ခံစားချက်အပြည့်နဲ့တိုက်ပွဲဝင်ခဲ့တဲ့ကြပြားစရာတယောက်ရဲ့ပုံရိပ်ပြည်ပြင်းလှပါတယ်။သူ့ရဲ့စိတ်ခံစားချက်နဲ့ရက်တီချက်ကိုလည်းထင်ထင်ရှားရှားမြင်ရပါတယ်။ စစ်တပ်ကအာဏာသိမ်းလိုက်တဲ့2021 February 14ရက်နေ့မှာပဲသူ့ရဲ့ရည်တည်ချက်ကိုရှင်တန်ချင်းရှင်တန်းဆိုတဲ့ကြပြနဲ့ဖော်ပြခဲ့ပါတယ်။ရှင်တန်ချင်းရှင်တန်းသူရဲကောင်းလည်းမဖြစ်ချင်ဘူးအာဇာနည်လည်းမဖြစ်ချင်ဘူးပျော့ညံ့သွေးကြောင်သူလည်းမဖြစ်ချင်ဘူးမယူးရဲလည်းမဖြစ်ချင်ဘူးတွေဝေခြောက်ခြားသူလည်းမဖြစ်ချင်ဘူး ကိုကိုကိုပြန်အဆက်ရသူလည်းမဖြစ်ချင်ဘူး။ရှာဖြတ်ခံရတဲ့ပြောရေးဆိုခွင့်ကိုကြုံဘူးတယ်။အကျဉ်းချခံရတဲ့လူအခွင့်အရေးတွေနေဘူးတယ်။တားကြောဖြတ်ခံရတဲ့နေရက်တွေနဲ့ရှင်သန်ဘူးတယ်။ငါတို့ငရဲကိုငါတို့နဲ့ပဲအဆုံးသတ်ချင်တယ်။ရေးပေါ်စီနိုင်ငံရေးသမားမဖြစ်ချင်ဘူး။စိတ်ကူးရင်ကြပြဆရာမဖြစ်ချင်ဘူး။အတ္တမဝါဒကိုထောက်ခံတဲ့လူတယောက်မဖြစ်ချင်ဘူး။ ရှင်တန်မှုဟာတမနစ်ပဲကြံတော့မယ်ဆိုရင်အဲ့ဒီတမနစ်ကိုတောင်လိပ်ပြာတန်တန်နေခြင်းလေမတ်လ28ရက်နေ့မှာရေးသားခဲ့တဲ့ငါတနက်မပြတ်တက်ဘူးဆိုတဲ့ကြပြမှာတော့ပြည်သူတွေအသက်ခံနေရတာကို မခံမရနိုင်ဖြစ်ရတဲ့ခံစားချက်ကို ခုလိုတွေ့ရပါတယ်ငါတနက်မပြတ်တက်ဘူးငါတနက်မပြတ်တက်ဘူးငါလက်က ကတတီးခဲ့တာငါတနက်မပြစ်တတ်ဘူးငါလက်ကကြပြပဲရေးတတ်တာငါတနက်မပြစ်တတ်ဘူးငါမွေးနေ့ကိတ်ပဲအလှဆင်တတ်တာအခုငါလူတွေတနက်ပြစ်ခံရတယ်ငါကတော့ကြပြနဲ့ပဲပြန်ပြစ်နိုင်ခဲ့တယ်အဲ့ဒါဟာ မမျှတဘူးလို့ခံစားနေရတယ်လိပ်ပြမလုံဘူးလို့တွေးရိပ်ထင်နေတယ်ငါတနက်ပြစ်မယ် ငါတနက်ပြင်မယ်ပါးစပ်နဲ့မရတာတေချာတဲ့အခါတနက်ကိုတေးသေးချာချာရွေးချယ်ရတော့မယ်ငါတနက်ပြင်မယ်မတ်လ26ရက်နေ့မှာလဲအရင်တော့ကြီးတယ်ရလက်ကလည်းကြီးတယ်တေးရင်တော့တန်တယ်အစ်စေးပါငါတို့နိုင်ကိုနိုင်မယ်သူ့ပို့တန်တဲ့အောင်ပွဲခံမယ်လို့သူ့ရဲ့ Facebook စာမျက်နှာမှာရေးသားခဲ့ပါတယ် ဧပြီလ19ရက်နေ့မှာတော့ပါတဲ့လို့ပါဝင်နေရတဲ့ဒေါ်လန်ရေးပြီးရင်ဘလို့နေသွားမယ်ဆိုတာခုလိုရေးခဲ့ပါတယ်ဒီတိုက်ပွဲအောင်ပြီးရင်နိုင်ငံရေးနဲ့ဝေးဝေးနေမယ်ကော်ဖီဆိုင်လေးဖွင့်မယ်ဆိုင်နံမဲကိုပြည်တော်သိလို့ပေးမယ်ဆိုင်လာတဲ့ဂျန်စီတွေကိုလက်ဆောင်တွေပေးမယ်ဒီလိုကြပြားစရာဒီလိုသူရဲကောင်းကို အာနာရှင်တွေက လူမဆန်စွာတက်ဖြတ်လိုက်ပါတယ်။ကြပြာဆရာခက်သေးရဲ့ဇာပနာကို2021ခုနှစ်မေလ10ရက်နေ့ကသူ့ရဲ့ဇာတိပလဲမြို့မှာပြုလုပ်ခဲ့ပါတယ်။တကယ်တော့ဒီကနေ့ညွေဦးတော်လန်ရေးမှာ ခက်သေးတွေအများကြီးရှိနေပါတယ်။ခက်သေးတယောက်ကြာဆုံးသွားပေမဲ့ခက်သေးတွေအများကြီးဆက်လက်တိုက်ပွဲဝင်နေကြပါတယ်။နောက်ထပ်ခက်သေးတွေလည်း ထက်မှန်မွေးဖွားနေအောင်မှာဖြစ်ပါတယ်။အာနာရှင်ကို အမြင့်ဖြတ်မဲ့မျိုးဥတော်လှန်ရေးအတွင်းငါတို့မှာငါတို့ရှိရဲဆိုတဲ့စိတ်တွေနဲ့အဆုံးအထိရှောက်ကြဖို့တိုက်တွန်းလိုက်ရပါတယ်။9ရက်4လ2022ဒီနေ့မှာတော့ဆရာမလေးကဒီဆောင်မလေးနှစ်ပုဒ်ကိုဖတ်ပြပေးသွားပြီးရင် လာမယ့်ရက်တွေမှာလည်းငါတို့မှငါတို့ရှိရဲဆိုတဲ့ဆောင်ပါလေးတွေက ဆောင်းစာလေးတွေကိုဆက်ပြီးတော့ဖတ်ပြသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့စောင့်မျှော်ကြည့်ရှုနားဆင်ပေးကြပါအောင်ရှင်ကျေးဇူးများ යි တင်ပါတယ်ရှင်